အားသာဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာ။ April 16ရက်နေ့နောက်ဆုံးရအာဆီယံညနေသတင်းလေးပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပုံမှန်ဆိုလို့ရှိရင်တော့ပွဲနေ့ညနေခင်းသတင်းကျွန်တော်မတင်ပြဘူးတော့လေ။ပွဲပြဖို့အတွက်ပြင်ဆင်ရတာ။ဒါပေမဲ့ဒီညနေခင်းသတင်းတွေကတော့ဒီနေ့ညနေမှာမသိရရင်နောက်ရက်ဆိုရင်ခင်မမီတော့မှာဆိုတဲ့အတွက်ပါ။ ပထမဦးဆုံးတစ်ပုဒ်ကိုတော့မာကာသတင်းစာရဲ့ဖော်ပြထားချက်အရကျွန်တော်တို့ရဲ့ရေဘွဲကြီးဂါနာသားကြီးသုံးမှတ်ပါတီကိုလိုချင်တဲ့အသင်းတွေကတော့တီတီတခြား ပေါ်ထွက်လာပါတယ်။နောက်ဆုံးရထားတဲ့အခြေအနေအရဆိုရင်တော့မာကာရဲ့ဖော်ပြထားချက်အရဆိုရင်တော့အက်တလတီကိုမက်ဒရစ်အသင်းကသူတို့ရဲ့ကစားသမားဟောင်းကိုပြန်လည်ခေါ်ဖို့အတွက်စိတ်ဝင်စားနေတယ်။လာမယ့်နေရာဒီမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့သူတို့ကလပ်တင်းစီကိုပြန်ခေါ်ဖို့အတွက်ကစားသမားဟောင်းစီယုံမှုတွေလှုပ်သွားဖို့ရှိရဆိုပြီးတော့ဖော်ပြထားပါတယ်။၂၀၂၀တုန်းကစာချုပ်ဖြတ်သိမ်းရေး UO တန်း90နဲ့အာဆင်နယ်ကိုရောင်းချလိုက်ပြီးနောက်ပိုင်းမှာလက်ရှိချိန်မှာအာဆင်နယ်ကလည်းစာချုပ်သက်တမ်းတူဖို့ကိစ္စတွေအထာနှီးနေတဲ့အချိန်မှာပဲဒီကစားသမားကနှွေမှာအလွတ်နဲ့ကြိုက်တဲ့အသင်းစီသွားလို့ရတဲ့အနေအထား ားမှာအရင်ကအသင်းအောင်ဖြစ်တဲ့တီကောပါပြန်လဲပါဝင်လာတော့ဗောလေ PSG ဘာစီလိုနာဂျူဗင်တက်နဲ့ sorry ကလပ်အသင်းတော်တော်များများကဒီကစားမောင်းလိုချင်နေတဲ့အချိန်မှာဥရောပဘောလုံးဆက်ခွန်အောင်ပါပဲဆက်ပြီးနေချင်တဲ့ပါတီကိုလိုချင်တဲ့အသင်းတွေမှာဗောကလပ်အသင်းဟောင်းပြန်လာခဲ့တယ်အဲ့တော့ဆိုတော့ပါတီကတော့ကျွန်တော်စိတ်ချင်ပြောရမယ်ဆိုရင်ကလပ်အသင်းတစ်ခုကိုချစ်တာထက်ကောပြီးတော့အရင်ကျွမ်းကျင်ကျင်လေခဲ့ဘူးတဲ့အရင်နီးပြဟောင်းလေရှိတဲ့ Simonisi ဝဲပြန်ရောက်မယ်လို့ကျွန်တော်ထင်တယ်အကယ်၍အာဆီနယ်ကပါတီကိုတတ်တတ်မတိုးနိုင်ဘူးဆိုရင်တော့ပါတီကိုလာမယ့်ယာတီမှာ ဒီကိုမှာကျွန်တော်ပြန်ပြီးမြင်တွေ့ရဖို့ရှိတယ်တချို့ report တွေကဆိုရင်တော့အာဆင်တွေကတစ်နှစ်သက်တမ်းတိုးဖို့ပြင်ဆင်ထားတဲ့ဆိုပေမဲ့ပါတီကတော့နှစ်နှစ်သုံးနှစ်လောက်ထိအနည်းဆုံးစာချုပ်သက်တမ်းတိုးကြံလို့ကြားသိရတယ် transfer market မှာ euro 55သက်တန်ကြီးရှိတဲ့ဒီကစားသမားကိုကျွန်တော်တို့ခေါ်ခဲ့တော့က euro 90တောင်ပေးခဲ့ရတယ်လောလောဆယ်တော့တပြားမမရပဲလက်လွတ်ရဖို့ရှိနေပါတယ်32နှစ်ရဲ့ခန္ဓာသားတော့နှွေမအလွတ်နဲ့ထွက်ခွာသွားမှဖြစ်ပြီးဒီယာဒီမှာတော့ထင်မှန်မထားလောက်အသင်းအတွက်ပြိုင်ပွဲစုံ45ပွဲငွေကစားထားတယ်လေးကိုသိပြီးတော့နှလုံးဖိုင်းထားပါတယ်တပတ်ကိုပေါင်2သိန်းပေး ီးချေထားရင်လည်းသူပါဝင်တဲ့ကွင်းလက်က brown stone ဖြစ်လဲဆိုတာကိုကျွန်တော်ညီကိုတီးပြီးသားပါလေ real နဲ့ပွဲစဉ်ဒီမှာကောတကယ် binmap အတင်းကြီးပွဲစဉ်ဒီမှာကောပါတီးရပါတီးနေရာမှာဝင်ပြီးပွဲထွက်လာပြီဆိုလို့ရှိရင်တော့အာဆင်နယ်ရဲ့ကွင်းလက်ကလုံးဝတည်ငြိမ်နေလေးရှိတယ်အဲ့လိုဆိုတော့တီကိုမာတော့ကတပတ်ပေါင်9900ပဲရခဲ့ဦးတယ်ဒီကစားမောက်အာဆင်နယ်ကပေါင်2သိန်းထိပေးပြီးစာချုပ်ချုပ်ခဲ့တာဖြစ်လို့အကိမ်များပါတီးနေတဲ့တီကိုပြန်သွားရင်တော့အရင်လောက်ခလာတဲ့လောက်ပဲပြန်ရမှာဖြစ်ပေမဲ့လည်းအရန်ကိုမှအစွဲလန်းကြီးတဲ့ပါတီးကတော့သူ့ရဲ့ ငယ်ဘွားကလပ်လို့ပြောလို့ရတဲ့တီကိုပြန်ရောက်ကောင်းရောက်သွားနိုင်ပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ daily record ကဖော်ပြထားပါဘို့လေဒါကတော့ခီယန်တီယာနီနဲ့ပတ်သက်တဲ့သတင်းတီယာနီကိုကြံခဲ့တဲ့ရာသီကဆူစီတက်ကပွဲစဉ်နေအနေထားရောတီယာတီအာဆင်နယ်ကိုပြန်လာတဲ့အခါမှာဘယ်သူမှသိပြီစကားတည်းထည့်မပြောကြဘူးလွတ်ပြစ်လိုက်ရပြီး ဒီကစားမအစင်းရဲ့အနာကမှာမပါတော့ဘူးပဲထင်ခဲ့တာ။ဒါပေမဲ့အာဒီတာမကြာခဏဒီကစားမကိုထည့်ပြီးသုံးလာတဲ့နောက်ပိုင်းမှာသူ့ကိုသဘောကျလာတဲ့အသည့်နဲ့တဖြည်းဖြည်းထွက်ပေါ်လာတယ်။အကယ်၍မြတ်အခုလိုသဘောကျတဲ့အတိုင်းသာကြံခဲ့တဲ့နေရာရှိရင်အာစင်နဲ့ဒီကစားမကိုရောင်းချလိုက်ပြီ။ဒါပေမဲ့အခုချိန်မှာတော့ချန်ပီယံလိမောပရီးမီးယားလိမောအသည့်ရဲ့ half time တချို့မှာဝင်ပြီးကစားဝင်ရလာတဲ့ KN တရာနေကိုများပြားတဲ့ဥရောပကလပ်အသင်းတွေကသဘောကျနေတယ်။ဒါပေမဲ့တရာနေကပယ်ချထားတယ်။သူပယ်ချထားတဲ့ကလပ်အသင်းကလည်းပါချီပါချက်မဟုတ်ဘူး။အဲ့ဒီမှာအသင်းကြီးတွေအဖြစ်ဂျူပင်တက်နဲ့ဘေးယန်လီဖာကူစင်တို့ပါ ပါဝင်လာခဲ့တယ်။ပရီးမီးယားလိဂ်ကလပ်သင်းထဲမှာဆိုရင်တော့ Leicester City, Brentford, West Ham ဒီအနေနဲ့ဒီလိုအသင်းတွေကိုပယ်ချပြီးတော့ຫນွေမာအလွတ်နဲ့ဘယ်သင်းကိုသွားမလဲဆိုတော့သူ့ရဲ့တစ်ချိန်တော့ငယ်ဘွားကလပ် Scotland ကလပ်လို့ပြောလို့ရတဲ့စက်တစ်အသင်းစီကို ပြင်ကျင်တာ။အဲ့ဒီမှာအခု Brandon Rodgers နဲ့တူတယ်။သူတောင်းယူနေပါဗောလေ။အဲ့တော့သူ့စီကိုပြန်သွားပြီးတော့ဒီຫນွေမာအလွတ်နဲ့ အာဆင်နယ်စီကနေထွက်ခွာဖို့လေအသင်းတို့မှာညှိနှိုင်းမှုတချို့လုပ်ပြီးကြားသိရတယ်။တကယ်ကိုမှအာဆင်နယ်ရဲ့ကစားသမားတွေကလည်းသစ္စာရှိနေ။အကယ်၍များဒီကလပ်တင်းကအလိုမရှိအောင်ဆိုပြန်ရမယ်ဆိုရင်တော့မှအရင်ကလပ်တင်းဟောင်းတွေပဲသွားချင်တယ်ဆိုတဲ့ player တွေကြီးပဲလက်ရှိချိန်မှာရှိရပါတရောအခု KNTR နေရောပေါ့လေ။အဲ့တော့နွေမာစကော့တလန်ကလပ်စက်တစ်တင်းကိုပြန်ဖို့အတွက်လက်ရှိချိန်မှာမမောလောက်ပွဲအားလောက်ခလာစားရဲ့ကံလန့်မှုတွေအားလုံးကိုတီယာနီကပယ်ချထားပါတယ်တချိန်တော့ကျွန်တော်ရဲ့အကြိုက်ဆုံး player ဖြစ်ခဲ့ဘူးတယ်လောလောဆယ်ကျွန်တော်ဒီကလန်ရိုက်ကိုကြိုက်မိမဲ့ဒီကလန်ရိုက်ရဲ့အရှင်ကစားသမားတွေ ခစ်ဆိုးကြီးတစ်ခုကိုကျွန်တော်တို့ဖြတ်တန်းရတော့မှာဆိုရင်တီယာနီကအာဆင်နယ်တင်းအတွက်ဆိုရင်တော့အားသုံးခုဆိုင်နဲ့တီယာယာခင်တို့အပြည့်အားထုတ်ကစားတဲ့ဖူးဘက်ကစားမှဖြစ်ရှိခဲ့ပါတယ်ကျွန်တော်တို့ရဲ့ရေခဲလူသားလေးကလက်ရှိချိန်မှာအသက်28နှစ်ရှိနေပြီစကော့တလန်သားကတော့2019ခုနှစ်ကယူရို28တန်းနဲ့ဒီ7အသင်းစီကနေပြောင်းလာခဲ့ပါလေဒီရာဒီမှာ14ဝင်ဆော့ထားတယ်ဒါပေမဲ့ ုံးပွဲပွဲပွဲထွက်ထားတယ်။အငှားကတော့စူစီတက်သေးစီကိုကြံကလေးရတရားသွားရင်ပဲခြေစွမ်းပြလိုက်အင်ဂျူရီဖြစ်လိုက်ဖြစ်ခဲ့တဲ့ဒိုင်ယာကစားသမားမျိုးပေါ့လေ။အခုတော့ဒီကစားသမားကတော့ဒီရာသီမှာရပ်ပေါင်း160နားထားရဆိုပေမဲ့အတင်းတက်အပွဲတော်တော်များများကိုတော့ half time ဝင်ဆော့လို့ရတယ်။သူကအတင်းတွက်အရေးမပါဘူးဆိုရင်တော့မှသူဝင်ဆော့လိုက်တဲ့မိနစ်ပိုင်းကအတင်းရဲ့အဓိကသမားတွေကိုအနာပြလို့ရတဲ့အနေထားဖြစ်သွားတာဖြစ်တဲ့အတွက်တရားလေးကိုလည်းအခုသဘောကျတဲ့တင်းတွေတဖြည်းဖြည်းများလာလို့ပြောလို့ရတယ်။သူကတော့မာကုံဘက်ကိုသွားတယ်။တိတ်ပြီးတော့ဒီ မော်ဒန်ဘောလုံးလောကရဲ့အင်ပတ်တက်ပုံစံမျိုးမှာတိတ်ပြီးအကျွမ်းဝင်မရှိပေမဲ့လေ traditional fullback ကစားမတူဖြစ်အများရန် idea ရဲ့အသင်းမှာအသုံးတော်ခံလေးရှိရပေါ့လေအဲ့တော့တီယာနီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုတွေအမှတ်တရတွေရှင်းလဲခွန်မာလာရောက်ရေးတာပြီးတော့တစ်ချိန်လုံးကဂျာစီနောက်ကနေလိုက်ဆွဲနေပြေးသွားခဲ့တဲ့ဓာတ်ပုံလေးကတော့ကျွန်တော်တို့နဲ့အများရန်အမှတ်တရဖြစ်နေတော့မှာပါ ။တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒီညချန်ပီယံလိပွဲစဉ်မှာအဝါကတ်ထိတာတဲ့အာဆင်နယ်ကစားသမား၄ယောက်နဲ့အဝါကတ်ထိတာတဲ့ရီယယ်မက်ဒရစ်ကစားသမား၅ယောက်တို့ကိုဖော်ပြပေးတော့မှာပါ။ဒီသတင်းကိုမဖော်ပြခင်မှာကျွန်တော်ရဲ့အယူအဆကျွန်တော်တူတဲ့အမြင်ဘာသာပြန်ထားတာကိုပြောချင်ပါတယ်။အဲ့ဒါကတော့ဒီကစားသမားတွေကအဝါကတ်နှစ်ကတ်စီထိထားခဲ့တာဖြစ်တဲ့အတွက်အကြိမ်များ quarter final ဒုတိယအကြော့ပွဲစဉ်မှာအာဆင်နယ်ကစားသမား၄ယောက်ဒီအဝါကတ်ထပ်တိခဲ့မယ်ဆိုရင် semi final ပထမအကြော့ပွဲစဉ်ကိုလွဲချော်မှာပါ။ ဒါကျွန်တော်ဘာသာပြန်ထားတဲ့ကျွန်တော်နောက်ဆုံးတွေ့ထားတဲ့တဲ့င်းပဲတချို့တွေကတော့တမျိုးတွေဘာသာပြန်နေတာတွေ့ရတယ်ဒါပေမဲ့ကျွန်တော်တူးတဲ့အမြင်ကတော့ကျွန်တော်အဲ့လိုပဲထင်တယ်အဲ့တော့လက်ရှိအဝါကတ်တွေကစီးဖိုင်နဲ့ရောက်လို့ရှိရင်တော့ပယ်ဖြတ်သွားမှာမှန်းတယ်ဒါပေမဲ့ချန်ပီယံလိဂ်ကွာတာဖိုင်နဲ့ဒုတိယအကြိမ်မှာအဝါထပ်ထိပ်လို့ရှိရင်တော့ စီးဖိုင်တယ်မှာတပွဲပယ်ခံရမယ်အကယ်၍ဒီညမှာအဝါကက်၄ကက်ထိထားတဲ့အာဆင်နယ်ရဲ့ကစားသမားဂျူရီယန်တင်မာသောမက်ပါတီဒီကလန်ရိုက်နဲ့မာတင်နယ်ရီတို့လုံးဝအဝါကက်မထိခဲ့ဘူးဆိုရင်တော့အရှိကကွာတာဖိုင်တယ်မှာထိခဲ့တဲ့အဝါတွေအရှိက၁၆သစ်စစ်မှာထိခဲ့တဲ့အဝါတွေအားလုံးကိုတော့လုံးဝဖယ်ဖြတ်သွားမှာဖြစ်ပြီးတော့တစ်ကစပြီးတော့စီးဖိုင်တဲ့ကနေပြန်လဲရေတက်သွားတော့မှာပါဒါကြောင့်မလို့ဒီညအဝါမထိလို့ရှိရင်ဘာမှမဖြစ်တော့ဘူးအကယ်၍အဝါထိခဲ့ရင်တော့စီးဖိုင်တဲ့ပထမအကြော့ကိုဒီကစားသမား၄ဦးတည်းကထိတဲ့ပလေယာကတော့လွဲချော်ဖို့ရှိနေပါ ပါတယ်ဒါကလည်း Real Madrid ကိုကြော်ဖြတ်နိုင်မှာဆိုရင်လောလောဆယ်တော့အခြေအနေရေးအရအာဆင်နယ်က အားသာချက်တွေအများကြီးရှိနေပါလေဂျူလီယန်တင်မာကတော့တကိုးသွင်းတကိုးဖိုင်းထားတဲ့ချန်ပီယံလိမှာတော်မတ်ပါတီကတော့ဖန်တီးမှုသွင်းကိုမလုံးနိုင်မဲ့ကွင်းလက်မှာအကောင်းဆုံး control ပေးထားနိုင်ခဲ့တယ်ဒီကလန်ရိုက်ကတော့လေးကိုးသွင်းပြီးနှလုံးဖိုင်းထားတယ်ဂါဘရီယယ်မာတီနယ်လီကတော့တကိုးသွင်းပြီးတလုံးဖိုင်းထားတယ်ဒါတွေကချန်ပီယံလိတီးတဲ့ record ပဲပရီးမီးယားလိအခြားပြိုင်ပွဲပေါင်းစုံဘာမှမပါသေးဘူးအဲ့တော့အရေးပါတဲ့ဒီကစားမလေးဦးဒီညမှာအဝါလုံးဝမထိဘူးတော့လိုအပ်တာပေါ့လေရီယယ်ဘက်က၅ယောက်ကတော့ဗင်နီရှက်ဂျူနီယာလူကာမိုဒရစ်ရူဒီကာ အန်ဒရစ်လူကတ်ဘတ်စကတ်ဒီကစားသမား၅ယောက်ကတော့အဝါကက်တွေထိထားဖြစ်တဲ့အတွက်ဒီနေ့ညပွဲစဉ်မှာအဝါကက်မထိဖို့လိုအပ်တယ်။ဒါပေမဲ့သူတို့က၃ခုပြည့်ရှုံးတာဖြစ်တဲ့အတွက်အာဆင်နယ်ထပ်ပို့ပြီးတော့ကြံကြံတန်းတန်းနဲ့အတက်ကင်ပိုင်းမှာဒက်ဖန်ပိုင်းမှာစော်သွားဖို့ရှိရဖြစ်တဲ့အတွက်အကေရီများအဝါကက်ထိသည့်ဖြစ်စေမထိသည့်ဖြစ်စေနိုင်ပွဲတစ်ခုပုံဖော်ဖို့သူတို့ကလည်းအသေးအံလိုအပ်တယ်။အဲ့တော့အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့အဝါကက်တွေကအရေးပါလားဆိုအရေးပါပါတယ်။ဒါပေမဲ့ quarter final နဲ့ semi final တက်သွားဖို့ကနံပါတ်1ဦးစားပြီးပြတ်မှတ်ပဲ။ အကယ်များကွာတာနဲ့စီးမိုင်းနဲ့လည်းတက်သွားတယ်ဒီအာဆင်နယ်ပလေယာလျှောက်ဆောင်ဝါကတ်မထီရုံဆိုရင်တော့အတိုင်းထက်အလုံးပေါ့ဗျာဒါပေမဲ့လည်းကျွန်တော်တို့ဒီအဝါကတ်ထီမှာကြောက်လို့ရှောင်ပြီးဆော့ရက်ဆိုင်ရဲ့စီးမိုင်းနဲ့လွဲရင်လွဲပလိစေအဝါကတ် အထီးခံပြီးတော့အသင်းကိုစီးဖိုင်နဲ့ထန်းတင်ပေးနိုင်ဖို့ကလည်းပိုပြီးအရေးကြီးပါတယ်ဒီစီဇန်လေးကိုဒီကကွန်ကြီးပုံပြီးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ကို6016633935တင်ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေမှာဖြစ်ပါတယ်ဝေဘုံကိုဆက်ရှိမှဘောလုံးပွဲတွေလောက်မှဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုရင် YouTube မှာကိုထုတ်ပေါ်ပေါ်ရှိုးရက်ချပြီးကျွန်တော်အားပြုလို့ရပါတယ် Viber ခွချကို Sport Agent နဲ့ငါတို့လိုမြစ်တူကိုကစားလို့ရနေပါပြီနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒါ Real Madrid နဲ့ Arsenal အသင်း Champions League Quarter Final နဲ့ဒုတိယအကြော့ပွဲစဉ်မတိုင်မီပွဲကျူ Interview သတင်းထောက်တဲ့စကားနဲ့ပတ်သက်ပြီး တော့ဖော်ပြပေးတော့ပါပါ။တင်းထောက်တယောက်ကအိုင်တောင်မေးမြန်းထားတာအဲ့ဒါကတော့ Real Madrid အသင်းရဲ့ရဝန်းပါမှာတော့ခံပတ်နဲ့ပတ်သက်ပြီးကြေလောင်ပြောနေရရှိတယ်။သူတို့ကယုံကြည်မှုအပြည့်အဝရှိနေ။ဒါဟုတ်မင်းဘလို့ထင်လဲဆိုပြီးအိုင်တောင်မေးတာ။အိုင်တာဘလို့ပြောလဲဆိုတော့ခံပတ်ဆိုတာ Real Madrid နဲ့ဆိုခွဲခြားလို့ရတဲ့အရာမဟုတ်ဘူး။သူတို့လိုအသင်းတစ်သင်းအနေနဲ့ဆိုဒီပြိုင်ပွဲမှာမကြာခဏလောက်တဲ့ကျွန်တော်မြင်တွေ့ရလိမ့်ရှိတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ကဘာနေပြူကိုသွားရဆိုတာခံစစ်ဆုံးမဟုတ်ဘူး။ ပြီးတော့လေအဲ့ဒီမှာယုံကြည်မှုအပြည့်နဲ့နီးစနစ်ပိုင်းအောင်ကစားသမားတွေရဲ့စူးစိမှုရအောင်သွားမှဖြစ်တဲ့အတွက်သူတို့ယုံကြည်မှုရှိရထပ်ပို့ပြီးကျွန်တော်တို့လုပ်ပြနိုင်ဖို့လေကြိုတင်ပြင်ဆင်ထားပါတယ်အပြင်မှာစကားပြောနေရတဲ့ဆိုင်ကိုင်းထဲမှာအလုံးနဲ့တက်တည်ရတာကပို့ပြီးရေးကြည့်တဲ့အရာမဟုတ်လားကျွန်တော်တို့ကလည်းရေးရင်ကမှဖြစ်လို့သူတို့ပြောလို့ပွဲကိုစိုးမှုသည်ဖြစ်စေဒါမှမဟုတ်ကျွန်တော်တို့ကလည်းပွဲကိုပို့ပြီးစိုးမှုသည်ဖြစ်စေတရားတခုတော့ကျွန်တော်တို့ကခံစစ်ကစားဖို့အတွက် ဘာနေဖြစ်ကိုသွားတာမဟုတ်ဘူးပို့ပြီးကောင်းတဲ့အသိတသိအနေနဲ့အနိုင်ယူဖို့သွားတာဖြစ်ပါတယ်ဆိုပြီးတော့အိုင်တာကအင်တာဗျူးမှာဖြေသွားခဲ့ပေါ့လေဒီမှာအက်ဆလော့တီကိုပဲတင်းထောက်ကဆိုက်မိတာဒီရလက်တီနဲ့ပတ်သက်ပြီးတော့ခန့်ပတ်ပြန်လာနိုင်မလားဆိုပြီးတော့အက်ဆလော့တီကိုမေးတဲ့ခါမှာအက်ဆလော့တီက ကျွန်တော်တို့ရလက်ကိုပြန်ပြောင်းနိုင်မလားဆိုတာမသေးကြပါပေမဲ့လုံနိုင်စွမ်းရှိသလားအကုန်လုံးကျွန်တော်လုပ်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားပါတယ်။ကစားပိုင်းအစောပိုင်းမိနစ်မှာဥဆောင်ကိုစောစောရဖို့အတွက်ကျွန်တော်တို့ကပုံပြီးအရေးကြီးနေပါတယ်။အဲ့လိုသာလုံနိုင်မယ်ဆိုရင်တော့ဒီဂိမ်းကဘာမဆိုဖြစ်သွားနိုင်တယ်။ပြီးတော့လည်းပွဲကိုထိန်းချုပ်ပြီးတော့မိနစ်တိုင်းမှာဥဆောင်ကိုသွင်းနိုင်ဖို့လည်းကြိုတင်လေ့ကျင့်ပြင်ဆင်ထားပါတယ်ဆိုပြီးတော့အဆလော့တီကပြောပါတယ်။ဒီနေရာမှာသတင်းထောက်ကဒေးဗစ်ရိုင်ယန်ကိုမေးရပါလေ။အခု ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အာဆင်နယ်ပလေယာတွေဘလို့ခံစားနေရလဲအာဆင်နယ်ရုံးကလူတွေကရောအခုနိုင်ထားတဲ့အနိုင်၃ခုကလုံလောက်ပြီထင်လားဆိုပြီးမေးတဲ့ခါမှာဒေးဗစ်ရာယာကအခုခံစားချက်ကစိတ်လုံရှားနေသလားလို့မေးလို့ရှိရင်တော့ကျွန်တော်ကိုယ်တိုင်ကအသင်းသားတွေကဘလို့မှမနေဘူးလို့ပဲဖြေရမှာပဲ ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကယုံကြည်မှုအပြည့်ရှိတဲ့တောင်းအောင်တစ်ခုပါမနက်ပြန်ကစားမဲ့ပွဲကကျွန်တော်တို့ရဲ့တမန်ရောက်တစ်ခုကိုဖန်တီးတဲ့နေရာမှာဒီပွဲကအရေးကြီးတဲ့အခန်းကဏ္ဍပါတယ်ဆိုတာကိုလက်ခံထားပါတယ်ဆိုလိုချင်တာကချန်ပီယံလိဖိုင်နယ်ရောက်ဖို့ဆိုရင်တော့ရီယက်ကကြော်ဖြတ်မဲ့အခန်းကဏ္ဍတစ်ခုမှရှေ့ဆွဲသဘောပေါ့လေရီယက်မက်ဒရစ်ကအချိန်မှာဘလောက်ကြီးတဲ့ဆိုတာကျွန်တော်တို့အားလုံးသိပါတယ်ဒါပေမဲ့နောက်တစ်ဆင့်ကိုသွားဖို့အတွက်ဆိုလို့ရှိရင်တော့ရီယက်မက်ဒရစ်ကိုကြော်ဖြတ်ခဲ့ရတဲ့ feeling ကအရင်ကြီးကိုကောင်းနေမယ်ဆိုတာကိုလည်းအားလုံးကသိနေပါတယ်ဆိုပြီးတော့ ဒါဒေးဗစ်ရိုင်ယာပြောရပါဘူးသူသူပြောရတာအနှစ်ချုပ်ကြည့်လိုက်မယ်ဆိုရင်တော့အရေးကြီးဆုံးအရာတွေထဲမှာရီယယ်မက်တစ်ကိုကြော်ဖြတ်တဲ့အရာကလည်းအခန်းကဏ္ဍတစ်ခုဖြစ်ရှိရဲဒါပေမဲ့ပြီးဆုံးသွားတဲ့အရာမဟုတ်ဘူးသူတို့ကိုကြော်ဖြတ်ပြီးအဲ့ရရတဲ့စိတ်ခွန်အားနဲ့ final ထိတက်လမ်းမှုရှေ့ဆိုတဲ့သဘောမျိုးဝိတ်ဝိုက်ပြီးဖြေသွားခဲ့အဲ့အတွက်ရီယယ်ကအာဆင်နယ်ကိုကြော်ဖြတ်မဲ့ခလုတ်တစ်ခုအဖြစ်ပဲရိုင်ယာပေါင်ရင်အသင်းသားတွေကမှတ်ယူထားတယ်ဟောလေကဲနောက်ဆုံးတစ်ယောက်ကတော့ဒန်နီစီပဲလို့အာဆင်နယ်အသင်းမှာအငှားနဲ့လာစော့ခဲ့မှုတဲ့ကစားသမားပေါ့လေသူနဲ့ပတ်သက်ပြီးသတင်းတောက်တွေကမေးတာအင်း အခုပွဲမှာပြင်ပြီးပါဝင်ရမယ်ဆိုလို့ရှိရင်တော့ပထမကြော့ရလက်ကိုပြင်ပြီးဖြောင်းပြန်လှန်နိုင်တဲ့အနေအထားရှိလာဆိုပြီးဒန်နီစီဗီလော့ကိုမေးတဲ့အခါမှာတော့သူကအာဆင်နယ်နဲ့ပတ်သက်ပြီးအားနည်းချက်တွေကိုသိရဆိုပြီးဖြေသွားတယ်။အာဆင်နယ်တို့ကပထမပိုင်း15မိနစ်မိနစ်20အတွင်းမှာအရန်ကိုအထာနှေးတဲ့အသင်းမှာအဲ့ဒီအချိန်တုန်းကကျွန်တော်တို့ကဥဆောင်ဂိုးတွေကိုစောစစ်စစ်ယူပြီးတော့ပထမအကြော့ရလက်ကိုဖြောင်းပြန်လှန်ဖို့အတွက်ကစားသမားတွေရဲ့ပိတ်သက်တွေအားလုံးကယုံကြည်မှုအပြည့်အဝရှိနေတယ်။ကျွန်တော်တို့ကအာဆင်နယ်ကိုဘာနေဘူးမှာကြော်ဖြတ်ပြီးစီးဖိုင်နဲ့တက်နိုင်မယ်လို့ယုံကြည်ထားပါတယ်ဆိုပြီးတော့ဒန်နီစီဗီလော့ ာဖြစ်သွားတယ်။အဲ့တော့နီးပြတွေကစားသမားတွေအားလုံးအင်တာဗျူးကြည့်လိုက်တဲ့အခါမှာတော့ကိုယ့်အသိနဲ့ပတ်သက်ပြီးယုံကြည်မှုအပြည့်အဝရှိရမြင်တယ်။ဒါပေမဲ့အာဂျာပြောတဲ့စကားလေးတစ်ခုလို့ပေါ့။လေလိုက်ထဲမှာဘလောက်ပဲစကားလေးပြောပြောပွဲချိန်အတွင်းပွဲတွင်းမှာတက်တည်ပြတဲ့အသိတစ်သိရပဲနောက်တစ်ဆင့်တက်ခွင့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့မမေ့ဖို့လိုတာကဒီနေ့ညသကောင်ရံမှာ Real Madrid နဲ့ Arsenal နဲ့ချန်ပီယံလိ Quarter Final နဲ့ဒုတိယအကြိမ်ရှိပါတယ်။အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။